န်းချင်းတာရှိအမိမြေတို့အမိရတဲ့ဝိတုတို့တွေကိုဖက်ပြပေးခြင်းပါသေးတယ်။နာတော်တာဆင်ပေးကြပါအောင်ခင်ဗျာ။မော်တကားဟွန်းရှိတီးတန်းတွေကခုံမြူထူးတန်းတွေဒါယာနာပြောဝင်မရှိတဲ့ပေါင်းဆက်ဝယ်စည်းမှုတန်းစင်တွေကကျုံနဲ့မဝေးကွာလာတဲ့ဝန်းကျင်မှာပဲ့တင်လွင့်ပြန်စီမျောနေတယ်။ဒီတန်းတွေဟာကျုံနဲ့နားမစိမ့်လာပေမဲ့ကျုံရဲ့နာတော်တာအယုံထဲမှာတော့ချုံမြင့်ချင်းအလင်းမရှိပေဘူး။နေပေါင်း40ကျော်လောက်အနေကြာခဲ့တာတောင်မှဒီအတန်းတွေပေါ်မှာယင်းဤတွေ့တာမှုမရှိသေးဘူးလားလို့ကျုပ်ကိုမေးခြင်းမေးကြပါလိမ့်မယ်။ ကျုပ်ရင်ထဲမှာရှိတဲ့အတိုင်းပြောရရင်ပတ်ဝန်းကျင်ကအတန်တွေကကျုပ်တို့အဲ့ဒီမတနာပူရပကံပြီကဘိုးတော်လောင်းကျန်စစ်သားဘရင်မင်းမြတ်ရဲ့ကောင်းမှုတော်အာနန္ဒာစီရီတော်ကဆဲလဲတန်နေလို့စွပြန့်ပွင့်မကောင်းတာတော့အမှန်ပဲမှန်လုံးရောင်စုံကားတွေရဲ့ဟွန်းရှိတီတန်တွေဟာတရပါတကားရှိစကြက်ကွင်းတွေကနွားကလောက်တန်နေလို့ချုံမြေမှုမရှိတာအမှန်ပါပဲတကယ်တော့ဒီတန်ပလန်တွေဟာနှစ်ပေါင်း40ကျော်အတွင်းမှာကြားနေကြအတန်တွေပါနာမစိမ့်လှပါဘူးဒါပေမဲ့ကျုပ်ရဲ့နှလုံးသားကလက်ခံလို့မရတာတခုပါပဲ ကျုပ်ကပကံမြည်သားပကံမြည်ပကံရဲ့ရနံ့ကိုချစ်မြတ်နိုးသူပေကိုဘာပဲဖြစ်ဖြစ်ဒီတံပလန်လေးကိုကျုပ်ချားနေရအောင်ပါပဲဘာကြောင့်လဲဆိုတော့ကျုပ်ကိုလိုလိုလားလားပြန်ပို့ပေးခြင်းသူမရှိတလို့ကျုပ်ကိုပြန်လဲခွဆောင်မဲ့သူတွေလည်းမရှိနိုင်သေးဘူးမဟုတ်လားဟုတ်တယ်ကျုပ်ရဲ့ပြီးတော်ပြန်ခရီးအတွက်တကယ်အားကိုအားထားပြုလုပ်တဲ့ Professor Doctor ချွန်ပီတင်ရော ICS ဦးဩပါရောတရင်စာဆရာကြီးဒုရိယဦးသိမ်းမောင်ရောလူပြည်မှာမရှိကြတော့တဲ့နောက် ကျုပ်ရဲ့ပြည်တော်ပြန်ခရီးဟာမျော်လင့်ချက်ရောင်ကြီးတွေဖြောတော့မင်းမိန်ကုန်ခဲ့ရတယ်။ဝမ်းနေစရာလား၊နာကြီးကြီးကွဲစရာလားတခုခုပါပဲ။ Happy New Year 2009ခုနှစ်ကိုကြိုဆိုနေကြတဲ့သူတို့ရဲ့နှစ်တည်ကူနှုတ်ဆက်တန်တွေဂီတတန်တွေဟာအုံနေရင်ကြီးကိုပေါက်ထွင်းပြီးကျုပ်ရှိရာမြေတိုက်ခန်းတဲ့အထိစီးဆင်းလာနေတယ်။အော်ပြစ်ကလေးနှစ်ကုံဆုံးချုပ်ငိမ့်သွားပြန်ပါဘကောလား။မနေ့ပြန်ဆိုရင်နှစ်တည်တစ်နှစ်ဝေးဖွားလာအောင်တော့မယ်။ 2009နှစ်တဲ့ဖာလိုလိုနဲ့ငါအမေရိကန်ပြည်ထောင်စုကိုရောက်ခဲ့တာ46နှစ်ပြည့်ခဲ့ပြီပဲကျိုးရင်ထဲမှာဝန်းနေချင်းကြေကွဲချင်းနဲ့နာကြည့်ချင်းတွေစတူပြွန်တီပေါက်ရှက်နေတဲ့ခံစားမှုတရက်မွေးဖွားလာပြန်တယ်မြန်မာတစ်ကရိ1315ခုနှစ်လောက်တုန်းကပေါ့ကျိုးကောင်းကောင်းမှတ်မိနေတယ် AMD တရုတ်ဖြူကိစ္စနဲ့ပတ်သက်လို့ကုလသမဂ္ဂအထွေထွေညီလာခံကြီးကကျူးကျော်သူတရုတ်ဖြူတက်တွေကိုမြန်မာနိုင်ငံအရှိမျောက်ဒေသကအပြေးတိုင်ဆုတ်ခွာသွားဖို့မဲခွဲဆုံးဖြတ်ပြီးအချိန် တရုတ်ပြည်ကမြန်မာတပ်တွေကိုနောက်ပိုင်းကနေတိတိတသားရောမသိမသားပါလက်နက်နဲ့ငွေကြေးထောက်ပံ့ပေးနေတဲ့အမေရိကန်အစိုးရခမားလေးရှေ့ကပုံနောက်ကပေါ်ဆိုတာကိုမဟာအချက်တော်ကွဲလို့ပေါ့အဲ့ဒီအချိန်မှာမြန်မာနိုင်ငံကိုနှောင်ချိုးမဲ့အကူအညီပေးဖို့ဆိုပြီးအကြောင်းမျိုးမျိုးနဲ့ရောက်နေကြတဲ့အမေရိကန်ပါလူကူတွေဟာမျက်စိပြက်မျက်နှာပြက်နဲ့ပြည်တော်ပြန်ကြရတော့တယ် ပြည်တော်မြန်အမေရိကန်နေထဲမှာမြန်မာအစိုးရရဲ့ဖိတ်ခေါ်ချက်အရမြန်မာနိုင်ငံကိုလာရောက်ပြီးချီဟောင်ကပီးကျောက်စာဌာနမှာချီမန်ငင်းတို့ကရေးဆွဲနေတဲ့ကျွမ်းကျင်သုတေသနပညာရှင်ပရော်ဖက်ဆာဒေါက်တာကျွန်ပြည်တင်နဲ့ပါဝင်ပေါ်သူပြည်တော်ပြန်ကန်ဒီရပိုင်းတွင်းမှာပဲနှစ်ရာဝင်အေယာမစင်အိုကြီးတလုံးကိုငှက်အောင်ဆန်းဝန်းခြင်းမြေကြီးချင်းကြီးတခုတည်းကမမျောလိမ့်မယ်ရရှိခဲ့တယ်။မျက်နှာပြင်အဝကိုအလုံးပိတ်ပြီးကောက်ရိုးစားပြီးကောက်ရိုးခွေတွေနဲ့အထက်ထက်ကြီးပက်ဖုံးအုပ်ပြီးတဲ့နောက် ဆင်ယိုးကြီးကိုတစ်သားဝက်ချံနဲ့ထည့်သွင်းလိုက်တယ်။နောက်ရန်ကုန်စိတ်ကမ်းမှာအသင့်ရှိနေတဲ့အမေရိကန်ပြည်ထောင်စုကိုမကြမီထွက်ခွာတော့မဲ့ပင်လယ်ကူးတင်မောကြီးတစင်းပေါ်တင်လိုက်တယ်။တွန်ဒေးစင်အိုးဆိုတာမြန်မာနိုင်ငံမှာအင်မတန်နာမည်ကြီးလာတဲ့မြန်မာအမှုပညာလက်ရာပစ္စည်းတစ်မျိုးပဲ။ချွန်စည်းကောင်းတဲ့လောက်အိုးထင်းနယ်လေးနဲ့လက်ရာကလှပတည်တတ်တယ်။အိုးရဲ့ခါပက်လေးကຫນွေနှောင်းနဲ့ကနုတ်ပန်းလေးတွေဆိုရုတ်တရက်ကြည့်ရင်ကင်နီကင်နီယာမောင်နှံမြူတုကကုံနေသလားလို့တောင်ထင်ရတယ်။ မဲပြောင်ချုံးမေးစွာတုတ်လင်းထားတဲ့စင်ရည်ဟာကြောက်တလင်းသားလိုပဲနေရောင်မှာဝင်းလေတောက်ပနေတယ်။ဒီရည်သွေးတွေကြောင့်တွန်တေးစင်အိုးဟာနာမည်ကျော်ကြားခဲ့တာပေါ့။ကျုပ်တို့မြန်မာလူမျိုးတွေအဖို့တော့ဒီစင်အိုးကြီးတွေကိုနေ့စဉ်မြင်နေကြရပြင်မယ်။အနောက်နိုင်ငံသားတွေကတော့သူတို့စီမံမြင်ရခဲ့တဲ့အမှုပညာလက်ရာပစ္စည်းတမျိုးမှတန်ဖိုးထားတဲ့ပစ္စည်းဖြစ်ခြင်းလည်းဖြစ်မယ်။ဒါကြောင့်လေဒေါက်တာဂျွန်ဘီတင်ကသူ့မိတ်ဆွေတွေနဲ့ရန်ကုန်စိတ်ကန်းကအကောက်ကွန်အရာရှိတွေကို ကျုပ်ရဲ့အိမ်ပြန်ခရီးအမတ်တရလက်ဆောင်ပစ္စည်းပေါ်ဟိုရောက်ရင်ဒါမြန်မာနိုင်ငံမြန်မာလူမျိုးမြန်မာမိတ်ဆွေတွေအမုံအမြက်ပေးလိုက်တဲ့လက်ဆောင်ပစ္စည်းဆိုပြီးကြွားရမယ်ဗျလို့ပြောခဲ့တာဖြစ်မယ်ကျုပ်ထင်ပါတယ်ဒါသူ့ကိုအကောက်ခွန်နဲ့စိတ်ကန်းဘက်ကအရာရှိတွေစစ်ကြောမင်းမြတ်မှုတွေလုပ်ရင်ပြန်ပြောဖို့လေ့ကျင့်ထားတဲ့စကားစုတွေပါဒါပေမဲ့ဘယ်အရာရှိကမှသူ့ကိုမစစ်ဆေးမမေးမြန်းကြပါဘူး ထောက်တာကျွန်ပြည်တွင်တို့လိုနိုင်ငံခြားသားကျွမ်းကျင်သုတေသနပညာရှင်တွေဟာမျက်မှောက်ခရဲ့တတ်တမန်အခွင့်အရေးရရှိနေတာပဲမဟုတ်လားတူတူပြောရရင်အရိမတနာပူရဗကံထိနှန်းရဲ့မြပခက်ထဲမှာမဟာစီမဟာသွေးပိသစွာမိဖွားကြည်ပြင်းလာခဲ့ရတဲ့ကျုပ်ဒလတွန်ဒီတော်ကြီးတန်းတနေရာမှာဆင်ကြော့ရင်ကံတော်ကုန်ရှာခဲ့တဲ့ခမဲတော်ဂရီတိဘာဝနာတိကျပဝရဓမ္မရာဇာဌာနပတိနရတေင္ကဥဇနာဘရင်မင်းမြတ်ရဲ့တာကြီးဩရတဖြစ်တဲ့ကျုပ် ကန်နေပြည်တော်ရဲ့ဩဇာတိတ်ကမအကြီးဆုံးပညာရှိသူခမင်းတက်တော်ရှိအမတ်ကြီးရာဇတကြံကိုကွန်ဒရီနဲ့ထွေးမိတဲ့အထိပေါ့မှရိုင်းပြခဲ့ဘူးတဲ့ကြောင့်အသက်20မပြည့်တဲ့သေးမီမင်းနေပြည်တော်နဲ့ဝေးကွာလွန်လာတယ်။ဒလတွန်တေးမှာဘဝချုပ်ငင်းခဲ့ရပြီ။မြမတို့ရဲ့အတတ်ပညာနဲ့မပုံမတိုးရအောင်ရာဝင်ဆင်းရိုးကြီးထဲမှာဆေးရည်စိန်ခြင်းခံခဲ့ရတဲ့ကြုံ အဲ့ဒီကျုပ်ဟာဒေါက်တာကျွန်ပြည်တင်ဆိုတဲ့ရှေးဟောင်းသူတေသနပညာရှင်ကြီးရဲ့နိုင်ငံကြီးသားလူကြီးလူကောင်းမပီတာစွာဖြောင်းခိုးယူခြင်းခံခဲ့ရပြီးအခုလိုအမေရိကန်ပြည်ထောင်စုကိုရောက်ရှိခဲ့ရတာပဲမြန်မာတက်ကလေး645ခုနှစ်ဆိုတော့နှစ်ပေါင်း946နှစ်တောင်ကြာခဲ့ပါပေါ့လားအမေရိကန်ပြည်ထောင်စုကိုရောက်စကနေဦးကိုချုပ်တရိယာနေတော့မယ် SS California လို့နာမည်ပေးထားတဲ့ပင်လယ်ကူးသင်္ဘောကြီးစိတ်ကမ်းမြို့တစ်မြို့ကိုဆက်ကက်လာတယ်ဆိုရင်ပဲစိတ်ကံတရားပေါ်မှာအသင့်စောင့်ကြိုနေတဲ့ဒေါက်တာကျွန်ပီတင်ကိုသူ့မိတ်ဆွေတွေနဲ့အတူတွေ့လိုက်ရတယ်။သူကမြန်မာပြည်ကလေရင်ပြန်နဲ့ပြန်လာတာဆိုတော့အစောကြီးကြိုတင်ရောက်နေနေတာပေါ့။ ထောက်တာကျွန်ပြီးတင်ဟာနာယီမဆိုင်မဲတင်မောပေါ်တက်လာတယ်။ဆင်ယိုကြီးကိုစိတ်ကန်တရားပေါ်ရောက်ကရင်းစက်မောင်းနံကြီးတွေရဲ့အကူအညီနဲ့ဖြင်းချင်းစွာတဲ့ချပြီးတော့စိတ်ကန်ယုံအဆောက်အုံထူထဲဝင်သွားပြီးစာရက်စာတန်းတွေထုတ်ပြပေါ်ဒါကျွန်တော်ကိုမြန်မာနိုင်ငံကလက်ဆောင်ပေးလိုက်တဲ့ဆင်ယိုကြီးပေါ်မကွဲမချအောင်ကောက်ရိုးတွေနဲ့ရစ်ပတ်ပြီးတစ်သားအိမ်နဲ့ထည့်လာတာလို့ပြောပြီးသူ့အိမ်ရှိရာအရောက်ကားနဲ့တဲဆောင်လာခဲ့တော့တယ်ဒေါက်တာကျွန်ပြည်တင်ရဲ့အိမ်က မြို့ပြင်ကတောင်ကုန်းငယ်လေးတစ်ခုကိုကြောပေးပြီးတိဆောက်ထားတဲ့တထက်တိုက်ကလေးပါပဲ။ခြံဝန်းကြီးကလည်းကျဲပါပြီးတဲ့။ထိုင်ရင်လေးဟာအမြင်ရအထင်ကြီးစရာမရှိပေမဲ့မြေရောက်ထက်ကိုရောက်တော့မှကျုပ်အံ့ဩသွားရတယ်။မြေရောက်မှာလေးဝဲအခန်းပေါင်းများစွာရှိနေတာကိုဝင်းချံတစ်ခုလုံးရဲ့ဧရိယာနဲ့အညီအခန်းခန်းတွေဖွဲ့ထားတာ။အဲ့ဒီခန်းတွေမှာလေကဘာရဲကဖြစ်ဟန်တူတဲ့ခြေအောင်ပစ္စည်းတွေကအပြည့်၊ကျုပ်တို့နဲ့အိမ်နေခြင်း၊ဂန္ဓာလရိပြည်ကကျွေးပန်းအိုးကြီးတွေ၊ခြေခေါင်းလောင်းကြီးတွေလည်းတွေ့မိရဲ့ ်မစ္စည်းမဒေတာနဲ့ဘင်္ဂလားကဘရင်တရဖူလိုယထနာအပြည့်စီချဲထားတဲ့ဥရှောင်းတွေ၆ဆတဲ့နေလေးမြင်ရဲ့ချုပ်အမည်မဖော်တတ်တဲ့နိုင်ငံတနိုင်ငံကချက်စီးထားတဲ့အလောင်းကောင်နေလေးပါရဲ့လူတယောက်ရဲ့အရွယ်အစားအတိုင်းထုစစ်ထားတဲ့ကျေးရုပ်တွေလည်းမြင်မိပါရဲ့သိမကြပါဘူးဒေါက်တာကျွန်ပြီးတဲ့ဟာမြစ်ပေါင်း900လောက်စင်ဟိုကြီးထဲမှာနေလာခဲ့ရတဲ့ကျုပ်ကိုယ်ပေါ်မှာဝတ်ဆင်ထားတဲ့အဝတ်အစားတွေကိုတခုမကျန်ချို့ပြီးကျုပ်ရဲ့ကိုယ်အနှံ့လင်းကျန်ထားတဲ့ စီဝါတွေကိုတူတက်ကျွမ်းတဲ့လောကရတ္တိပံပညာနည်းနဲ့တိုက်ချွတ်တယ်။နောက်အဝိအစားတွေကိုမူလအတိုင်း နေသားရကြပြန်ဝတ်ပေးတယ်။ချို့ရဲ့သွင်မြင်လက္ခဏာကိုပြောပြရအောင်မယ်။ကျုပ်ကအသက်20ဝန်းကျင်အရွယ်မင်းပြုံမင်းလွင်အင်းရှိနန်းလျာမင်းသားတပါးဆိုတော့အသားကြီးကရွှေလိုဝင်းဦးနေတာပေါ့။ကိုလုံးကိုယ်တွေကတောင်းတင်းကြံ့ခိုင်းပြီးအရက်ကထောင်းထောင်းပေါင်းပေါင်း ျက်နာပေါ်မှာလည်းနှကန်မွေးရည်ရည်နဲ့ခေါင်းကစပင်ကိုရောင်တစောင်းထုံထားတယ်။ကေတရာသာရှင်သိမင်းရုပ်ပုံတွေပေါ်ထားတဲ့ငွေကြီးဖောက်ဖဲပစိုးနဲ့ခါရှိအင်းကြီးအဖြူရောင်ကိုဝတ်ထားလို့လက်ရဘက်မှာ2000တော့ရှိတဲ့ချွေပလားရောင်ပစိုးစားကိုချစ်ချစ်ပအောင်ဆုပ်ထားတယ်။နောက်ပြီးတစ်ခုခုကိုအလိုမကျတဲ့ပုံစံမျိုးနဲ့ပါရိုးတွေထောင်းနေအောင်အန်ကိုတင်းတင်းကျိတ်ပြီးမျက်လုံးစုံကမျက်နှာတွင်ပြင်းနဲ့လိုက်လျောညီထွေပြူကြောင်နေပြန်တယ်။ဒေါက်တာကျွန်ပီတင်ဟာကျုပ်ကို6ပြည်လောက်လျှားရှိတဲ့ လေလုံးမှန်ကောင်းတစ်ခုတည်းကိုပို့ဆောင်ပေးပြီးမှန်ကောင်းကိုကြောက်ညိုစပွဲရှိတလုံးပေါ်မှာဆင်ဟိုကြီးနဲ့ရှင်ပြီးတင်ထားလိုက်တယ်။အဲ့ဒီနောက်တော့ကျုံနဲ့မလန်းမကန်းပါရှိတဲ့သူ့ရဲ့စာကြည့်ခန်းထဲမှာစာအုပ်စာတန်းတွေနဲ့အလုရှုပ်နေတော့တာပဲ။စာအုပ်တွေဖက်လိုက်သူမြန်မာနိုင်ငံမှာရှိစဉ်ကရေးမှတ်လာတဲ့မတ်စုစာအုပ်ကိုကြည့်လိုက်။နောက်တစ်ခုခုကိုလေးလေးလက်နဲ့စဉ်းစားလိုက်ရေးမှတ်လာရင်နဲ့၃လရက်လောက်ကြာတယ်။တခါတခါလဲမှတ်စုစာအုပ်ကိုကိုင်းပြီးကျုံနေဘေးကိုလာရရင်ပါဇက်ကစီမံမှန်းတယ်လို့တွတ်တွတ်နဲ့ရေရွနေသေးတယ် တခါတော့သူ့နှုတ်ဖြားကရေရွတ်တံကိုမတဲမကွဲချလိုက်မိတယ်။အေဂျီ1254တဲ့အမတ်ကြီးရာဇတကြံတဲ့ဘရင်ဥဇနာတဲ့ဒလမျိုးတဲ့တားတော်ကြီးတီဟတူတဲ့မင်းခွေးချီတဲ့သိမကြပါဘူးတနေ့တော့ဒေါက်တာကျွန်ဘီတင်ဟာခြေနဲ့အားရတဲ့အမူအရာနဲ့လက်ဖြောက်တစ်ချက်တီးပြီးကျုပ်ရဲ့ခေါင်းနှပေးမှာကပီးစာတန်းတစ်ခုကိုသူ့ကိုယ်တိုင်ရေးထိုးလိုက်တော့တာပဲမင်းသားတီဟတူပုဂံခိမြန်မာနိုင်ငံ1245 AD တဲ့ဒေါက်တာကျွန်ဘီတင်ရဲ့မြေရောက်ခန်းမှာ မှန်လုံအကျဉ်းသားအဖြစ်နဲ့ပြင်းကြီးညင်းွေပဲနေခဲ့ရတဲ့နေ့ရက်တွေကနေ့တစ်နေ့ကိုကျုပ်ရင်ထဲမှာခုတက်တိတိုင်ဆွဲညိနေတော့မယ်။အဲ့ဒီနေ့ကကျုပ်ရှိရာကိုဒေါက်တာဂျွန်ပီတင်နဲ့ဧည့်သည်တယောက်လည်းလိုက်ပါလာတယ်။ဧည့်သည်ကဒေါက်တာဂျွန်ပီတင်နဲ့တက်တူရွယ်သူအသက်50လောက်ပဲရှိအောင်မယ်။ကျုပ်အမေရိကရောက်ပြီးနောက်ပိုင်းမှာပထမဆုံးမြင်တွေ့ရတဲ့ဧည့်သည်ပဲ။နောက်တိုင်းဝစ်စုံကိုတည်တည်တက်တက်ဝစ်ဆင်ထားပေမဲ့ရုပ်လက္ခဏာမြင်လိုက်တာနဲ့သူ့ကိုမြန်မာလူမျိုးတယောက်ဆိုတာကျုပ်အသေးချာသိလိုက်တယ်။သူကစကားပြောတဲ့ထင်ပါရဲ့ ျိုးရတဲ့တက်မှာမြမတယောက်နဲ့ဘယ်တော့အခါမှပြန်လဲဆုံတွေ့ခွင့်ရတော့မယ်လို့မထင်မိဘူးလေအဲ့ဒီနေ့ကကြုတ်ရင်နဲ့ပျော်ရွှင်ချမ်းမြေ့ကြည်နူးမှုဟာပေါ်ပြနိုင်စွဲမရှိတော့အောင်ပါပဲအဲ့ဒီဧည့်သည်ကိုမြမလူမျိုးတယောက်ရဲ့လို့တည်တည်ချင်းကျုပ်လေးနှုတ်ဆက်စကားလေးပြောချင်လိုက်တာကျုပ်ရဲ့ထုတ်ပတ်အချင်းဖြစ်ကြောင်းကုံစင်ကိုရင်ဖွင့်ရင်လိုက်တာဒါပေမဲ့ကျုပ်ဘဝအခြေအနေကကျုပ်ထင်ထားတဲ့အတိုင်းမျက်နှာစိမ်းဧည့်သည်ကမြမလူမျိုးစစ်စစ်တယောက်ဒေါက်တာဂျွန်ဘီဒင်ရဲ့လျှို့ဝှက်မြောက်ခြေအောင်သူတေသနာပြတိုက်ထဲကို အခုလိုဂုံတည်းရရှိစွာရောက်ရှိလာတဲ့ဆိုကြတဲ့ကဧည့်သည်ရဲ့အဆင့်တန်းကိုခံမှန်းမိလိုက်ပါရဲ့တာမန်သူလိုငါလိုပုံကိုယ်တွေကတော့မဟုတ်နိုင်ဘူးလို့မြမဧည့်သည်ဟာမှန်ကောင်းထဲမှာမလို့မရှိလဲလောင်းနေတဲ့ကြုတ်ကိုတွေ့တွေ့ချင်းပဲမျက်စိမျက်နှာပြည့်ယွန်းသည့်အထိအံ့ဩတုန်လှုပ်သွားပုံရတယ်တခုခုကိုနှက်ဆိုင်စွာစဉ်းစားမိပုံရတဲ့သူ့ရဲ့မျက်လုံးအကြည့်တွေကကျုပ်ထံမှမိနစ်ငယ်ပေါင်းများစွာနှိမ့်မြုပ်နေတယ်။ပြူကြောင်နေတဲ့ကျုပ်ရဲ့မျက်လုံးအစုံနဲ့အံကိုတင်းတင်းကြိတ်ထားပုံကဧည့်သည်အတွက်အထိပယ်ဖွင့်ဆိုရခက်ခဲတဲ့ပုံပဲ ကျုပ်သူ့မျက်လုံးအိမ်မှာမျက်ရည်စားတွေတွေ့လိုက်မိတယ်။ခြေခွေးဝန်းနေခြင်းဆိုတဲ့အရေးငွေတွေဟာသူ့မျက်ဝန်းထဲမှာတရွေ့ရွေ့တပြက်ပြက်နဲ့စီးမျောနေပါလား။မြမဧည့်သည်ရဲ့ယင်ထဲမှာဆက်ကြီးတင်ငင်ကိုကျွေးနေပြီထင်ပါရဲ့။ပြိုးတော့မဲ့မိုးလို့အုံဆိုင်မိုင်းညိုးနေတဲ့သူ့မျက်နှာအရေးခဲဟာအရင်နည်းဆုံးအချစ်မျက်နှိုးဆုံးတန်ရုံးစဉ်အတွေ့အတာဆုံးသူတယောက်ကိုမမျှော်လင့်မဲ့အရက်ဒေတာတစ်ခုမှတွေ့မြင်လိုက်ရတဲ့အခိုက်မရှိတင်ခဲခြေခွေးဝန်းနေခံစားနေရတဲ့ပုံစံမျိုး။ မြမအဲ့တဲ့ဟာသူ့ကြည့်တွေကိုကျုပ်ထံမှဖယ်ကွာပြီးဒေါက်တာကျွန်ပီရင်ရေးထိုးထားတဲ့ကပီးစာတွေကိုအတန်တိတ်ဖတ်နေပြန်တယ်ပြီးတော့ကျုပ်လဲလဲအောင်ရာကြောက်ညိုစပွဲနဲ့ရှင်ချထားတဲ့ဆင်ယိုကြီးကိုမျက်တောင်မခက်စူးစိုက်ကြည့်နေပြန်တယ်သူ့ရင်ထဲမှာဘလောက်အထိနှက်ဆိုင်စွာထိရှာကြည့်ခွေးနေမယ်ဆိုတာကျုပ်နားလည်နေမိတယ်သူ့နှလုံးသားမှာတမ်းပေါင်းများစွာသောမြမလူမျိုးတွေရဲ့ခံစားမှုဝိညာဉ်တွေပူကတ်နေပြီမဟုတ်လားကဲခမည်းပါပြောခြင်းတည်းမစ္စတာအော်ပါ ယုတ်တရက်တော့ကျွန်တော်လေဒီရုပ်လောင်းကိုမြင်မြင်ချင်းဘာကစလို့ပြောရမယ်မှန်းမတိတတ်နိုင်လောက်အောင်ဆုံးအောင်သွားမိတာအမှန်ပဲဒေါက်တာပြောစရာစကားတွေကတော့ကျွန်တော်ရင်နဲ့အပြည့်ပါပဲလောလောဆယ်သိချင်တာကတော့ဒီလောင်းဟာပကံခိတိဟသူမင်းသားရဲ့အလောင်းဖြစ်ကြောင်းခမည်းပေလူပြောနိုင်တယ်လေခမည်းလေး ICS တက်ရောက်ပဲမစ္စတာအော်ဘာရဲ့ပြီးတော့မြန်မာနိုင်ငံကပီးကြောက်စာဌာနမှာအရာရှိကြီးတက်ရောက်ပဲဟာမြန်မာယာဇဝင်ကိုပကံယာဇဝင်ကိုကျွန်တော်တို့လူနိုင်ငံသားတက်ရောက်တဲ့ကျွမ်းကျင်နှံ့ဆက်မှာပေါ့ပကံယာဇဝင်မှာ ဂျာဇာတကြံအမတ်ကြီးကိုအင်ရှင်မင်းသားတီဟက်သူကနိုင်ရင်မြင်ကညီလာခံတခုမှာကွန်းသွေးနဲ့ထွေးတဲ့ကိစ္စနဲ့ပတ်သက်ပြီးတီဟက်သူကိုဒလမှာပဲအမတ်တွေကဖမ်းပြီးမင်းသားခွေးချေးကိုနန်းနေပေးလိုက်ကြတယ်ဆိုတာကျွန်တော်နှောကြည့်အောင်ဖတ်ထားခဲ့ပြီးပြီဒီတော့ကျွန်တော်တွေ့တဲ့ဒီလောက်ဟာတီဟက်သူအပြင်ဘယ်သူဖြစ်နိုင်ရောမှလဲမစ္စတာအော်ဘာရဲ့ကဲရှင်းရမဟုတ်လားဒေါက်တာဂျွန်ဘီဒင်ကရာဇဝင်ဗမောက်ခတူရဲ့အမူအရာမျိုးနဲ့ခက်ကြွကြွလေးရှင်းပြလိုက်တယ်။ ထောက်တာပြောတာအမှန်ကျုပ်ကလည်းကျုပ်ပဲမင်းပြုတ်မင်းလွင်လည်းဖြစ်အင်ရှင်နန်းလျာလည်းဖြစ် ခမဲတော်ဘင်းမင်းမြတ်ရဲ့တာကြီးဩရတလည်းဖြစ်ပြန်ဆိုတော့ကျုပ်ဟာနန်းတွင်နန်းမြင့်တစ်ခုလုံးမှာအချိန်ဝါထောင်လွှားတောက်စားရန်ကားခဲ့တာအမှန်ပဲခမဲတော်နဲ့မေတော်ကလွယ်ရင်ဘသူကိုမှလူလို့မတင်ခဲ့မိတာလည်းအမှန်ပဲအဲ့ဒီနေ့ကိုကျုပ်ဆွဲဆွဲလန်းလန်းမှတ်မိနေသေးတယ် ညီလာခံတက်ဖို့နန်းရင်ပြင်းလေးကိုကြုတ်ဝင်လာတော့နန်းရင်ပြင်းမှာအမတ်ကြီးရာဇသကြံတယောက်တည်းကိုပဲမြင်လိုက်မိတယ်။အင်မတန်ဝိရိယကြီးတဲ့တက်တော်ကြီးအမတ်ကြီးဟာရွှေရဝင်းနဲ့တောက်ပါနေတဲ့တိုင်တလုံးကိုမြှထားရင်ခမဲတော်ဖျားကြွရှိလာလို့မူးမတ်စုံကြီးနဲ့ညီလာခံစရင်ရှောက်တင်စရာရှိတဲ့ကိစ္စတွေကိုစဉ်းစားတွေးခေါ်နေပုံရတယ်။နန်းရင်ပြင်းလေးကိုရှေ့တန်းလုံးလုံးနဲ့ရှောက်လန်းလာတဲ့ကြုတ်ကိုလည်းတတိမူမိပုံမရဘူး။ သူ့နားကိုကြောက်ရောက်လာတာကိုလည်းလှည့်ကြည့်ဖို့မရဘူးဟင်းဒီတော့ဗာရမလဲကျုပ်ကအင်ချင်းမင်းသားဆိုတဲ့နန်းလျာမင်းသားတစ်ပါးရဲ့ယာဇမန်နဲ့ပါဇက်ထဲမှာငုံဝါလာတဲ့ကွန်တွေးနဲ့ဖြစ်ခနဲ့ထွေးချလိုက်တာပေါ့အမကြီးရဲ့သူ့ရင်းဖြင့်အင်ကြီးလက်ဖွဲ့ကြီးပေါ်မှာကွန်တွေးတွေမြင်မကောင်းရှုမကောင်းအောင်ပေးချန်ကုန်တယ်အမကြီးဟာမာကျော့ခတ်ထန်နေတဲ့ကျုပ်ကိုတစ်ချက်မော့ကြည့်ပြီးအရှင်သာကြွရှိလာတာကိုမမြင်မိ၍ ပြင်းလဲမယုတ်သိမိပဲဖြစ်သွားရသည်ကိုတိကံခွင့်လွတ်တော်မူပါလို့ညွန့်ညွန့်ညွန့်တောင်းပန်ရှာသေးတယ်။ဒါပေမဲ့ကျုပ်ရဲ့ယာဇမန်ကငယ်လေးကိုရောက်နေပြီလေ။ကျုပ်ဟာမိဝဝင်းတောက်တဲ့မျိုးလုံးတွေနဲ့ရှုံမဲ့ကြည့်ရင်းပါးစပ်ထဲမှာကြန့်ရှိနေသေးတဲ့ကွန်ဘတ်ကွန်သွေးတွေနဲ့အမတ်ကြီးကိုပေါ်ကိုထွေးချလိုက်ပြန်တယ်။ပြီးတော့မျက်နှာမကြည့်မသာဖြစ်နေကြတဲ့အမတ်ကြီးကိုအင်ရှင်မင်းကြွလာတာကွ။ မယိုမသိမလေးမစားလုပ်တဲ့သူကိုကြုတ်တာကမတနာတတ်ဘူးနော်လို့ချိန်ဝါပြီးအင်ချီဥပယာစာအတွက်အသင့်ပြင်ထားတဲ့နေရာအခင်းဖုံမြင့်ပေါ်မှာဒူးချိတ်ပြီးထိုင်နေလိုက်တော့တယ်ကျုပ်ရဲ့အဖိုးအရွယ်ရှိတယ်ပညာရှိသူခမေအမကြီးရှားစားတဲ့ချမ်းပေါ်မှာအဲ့ဒီလောက်မမရိုင်းပြစော်ကားရုံမာခဲ့တဲ့ကျုပ်ပါအင်းအခုတော့ ICS ဦးရောပါဆိုတဲ့မြန်မာဧည့်တွေဟာကျက်စစ်မီးရောင်နေအောင်ပါမဟုရကြောက်တုံးကြီးလိုမဲနဲ့ပြောင်ချောနေတဲ့စင်အိုကြီးကိုငေးကြည့်ရင်ဒီလူလင်ရဲ့ဆေးရည်စိန်အလောင်းရှိတဲ့ဟောဒီစင်အိုကြီး တွန်တီတော်ရန်ကြီးတနေရာမှာရှိနေတယ်ဆိုတဲ့တဲ့ရင်ခမားဘယ်ကရတယ်လဲဆိုတာပြောပြနိုင်မလားဒေါက်တာဒေါက်တာဂျွန်ဘီရင်ကဝင်ကြွားတောက်ပါဆိုတာပြုံးလိုက်ပြီးပြောပြနိုင်ပါတယ်မစ္စတာအော်ဘာကျွန်တော်ဟာခမားတို့အစိုးရရဲ့ဖိတ်ခေါ်ချက်အရခမားတို့နိုင်ငံမှာရှေးဟောင်းသူတေသနဆိုင်ရာစီမံကိန်းတရက်ရေးဆွဲပြီးဖို့ရောက်လာတာခမားသိတယ်နော်ကျွန်တော်ခမားတို့နိုင်ငံကဟန်လင်းတကောင်းပေတနိုးပကံစတဲ့ရှေးဟောင်းမြို့တော်တွေကိုကွင်းစင်းလေးလာခဲ့တာလေခမားသိနော်ဒါတွေသိပြီးသားပါဒေါက်တာ ်ခမားရဲ့ဗေဒနိုးမြို့ဟောင်းလေးလာရီခီးမှာကျွန်တော်လည်းအတူလိုက်ပါခဲ့သေးတာပဲဗေဒနိုးကိုလေးလာရင်တောင်တွင်းကြီးပြတဲ့ရောက်တော့တော့ပြတဲ့တဲကပြုတ်ခစ်လက်ရပင်းလေဆွဲတကုံးကိုရယူဖို့ခမားစူးစားခဲ့သေးတယ်လေ ဥရောပရဲ့တခွန်စကားကြောင့်ဒေါက်တာကျွန်ပြီးတဲ့မျက်နှာကွက်ကနေပြတ်သွားတာကြုတ်တတိထားမိတယ်။သူချက်ချင်းပဲပြုံးဟန်ဆောင်လိုက်ပြီးဟဲ့ဟဲ့ဒါတွေထားလိုက်ပါတော့လေကျွန်တော်လိုရင်းပြောမယ်ပကံခိရောက်တော့ပကံခိရဲ့နောက်ဆုံးဘရင်ဖြစ်တဲ့နလတီဟာပတိမင်းကိုတတော်ပဲစိတ်ဝင်စားမိခဲ့တယ်။သူ့ကိုစိတ်ဝင်စားမိရာကသူ့ဘဝပကံရဲ့ဘဝနဲ့တဆက်တဆက်တည်းရှိနေတဲ့မြေပြားဖွားစိုးရဲ့အမတ်ကြီးရာဇတဲ့ချံရဲ့အင်တန်ပေါက်မာတဲ့တိဟသူမင်းသားရဲ့အဲသူတို့ကလည်းကျွန်တော်ရဲ့စိတ်ဝင်စားမှုကိုညှို့ယူဖန်ဆားနိုင်ခဲ့တယ်လေ။ ်ကျွန်တော်သူတို့ရဲ့ဘွားဆက်ကိုလေ့လာရင်ဒလမှာဆင်းနှင်းခံရပြီးနှက်ရွာဆန်းတဲ့ဥဇနာဘရင်ကြီးအကြောင်းဘရင်ဥဇနာနှက်ရွာဆန်းပြီးနောက်အင်းရှိသားတော်ကြီးတီဟာသူရာဇပိတိခံယူတော်မူကန်ဒီမှာသူ့ရဲ့ရိုင်းပြခတ်ထန်မှုကြောင့်အမတ်ကြီးရာဇတကြံနဲ့မုမက်တွေကဒလတော်ထဲမှာဆင်ပြူတော်လေးတကောင်တွေ့ရတယ်ဆိုတဲ့အကြောင်းပြချက်နဲ့တီဟာသူကိုဒလစီလွှတ်ခဲ့ကြအောင်နောက်သူ့ကိုလုံချံတက်ဖြတ်ခဲ့ပုံအကြောင်းပကံထီနန်းကိုတော့မင်းခွေးချီလို့ခေါ်တဲ့နရတီဟာပတိကိုလွှဲရခဲ့တဲ့အကြောင်း မစ္ဆဂီရီစစ်ပွဲပြီးမှာအမတ်ကြီးရာဇသချင်းဒလမာပဲလူကြီးယောဂာနဲ့ကွယ်လွန်အိဆာရောက်ခဲ့တဲ့အကြောင်းကျွန်တော်ဒါ리ကိုသိလာရတယ်လीပြီးတော့ခမရတို့ရဲ့ပကံရာဆိုရင်ရဘရင်ဥစ္စနာရဲ့အလောင်းနဲ့ရာဇသချင်းအမတ်ကြီးရဲ့အလောင်းကိုဒလမာပဲဂူသွင်းမြုံနဲ့ထားတယ်ဆိုတဲ့အကြောင်းဒီအကြောင်းတွေကိုကျွန်တော်လေ့လာသိရှိထားရတော့ဒီနေ့မှာကျွန်တော်တွန်တီတော်တဲ့ညီကိုရောက်သွားပြီးအဲ့ဒီအုပ်ကူနှလုံးကိုရှာဖွေကြည့်တယ်အဲဖြစ်ရှင်တော့ကျွန်တော်ရှာဖွေနေတာကဘရင်ဥစ္စနာနဲ့အမတ်ကြီးရဲ့ဂူတကယ်တွေ့မယ်တွေ့တော့လောက်ကျန်တက်ဖြတ်ခံရတဲ့ မင်းသားတိဟတူရဲ့အလောင်းဖြစ်နေတာပဲ ICS ဥရောပါကိုရှင်းလင်းပြောပြနေတဲ့ဒေါက်တာဂျွန်ဘီဒင်ရဲ့စကားကိုကြားရတော့အကျုပ်လေအင်းအမတ်ကြီးယာစားတချံကိုကွန်တရီနဲ့ထွေးခဲ့တဲ့နေ့ကတခါလေအဆုံးစီရင်ပြခဲ့ရင်ငါလည်းအခုလိုလုံးချံတက်ဖြတ်ချင်းခံရမှာမဟုတ်ဘူးလို့တောင်အတွေ့ရောက်လိုက်မိသေးတယ်ကျုပ်ကောင်းကောင်းမှတ်မိတာပေါ့အဲ့ဒီတုန်းကကျုပ်ပြဲတိုက်ဆောင်တဲ့ကပြင်ပါလိ ခမဲတော်ဘုရင်ကြီးရဲ့သာပနာအခမ်းအနားကိစ္စကိုကြားနာနေစဲမှာအမတ်ကြီးယာစတကြံကခမဲတော်ဖရာအားပုတ်ကြီးတကြိုရန်ကနေဦးစီတင်ဆောင်ရွက်ရပါမည်ကျေးဇူးတော်အရှင်သခင်အားမိဖုရားနှင့်တကွာတားတော်သမီးတော်များမူကြီးမတ်ကြီးများအလဲကြကြွရောက်ဖူးမြော့ခြင်းအပြင်ကျေးဇူးတော်ကိုထုတ်ဖော်ပြသရပါမည် မတာရောစာပနာအေးအန်တီမအဆုံးသို့မရောက်သေးသည်မြန်းပလင်ထက်သူအစောတလင်တက်၍ရာစာပိတေကခံရန်ထုံးစံမရှိပါရှေးပြေးလောင်းတော်ဘိုးလောင်းတော်တို့ဤချွေလက်ထက်တော်ကစပြီးကျင်သုံးခဲ့သောချွေတီးချွေနံထုံးနှန်းစင်လာအတိုင်းလိုက်နာတင်ကြောင်းမှအရှင်သာတဲ့ပြီးတော့တစ်ဆက်သေးမှပဲအရှင်သားရဲ့ဘုန်းကံကြောင့်ဒလတော်တန်းကြီးမှာဆင်ပြူတော်လေးတစ်ကောင်တွေ့ရှိရတယ်လို့သတင်းကြားသိရကြောင်းမှာ အရှင်သားကိုယ်တော်တိုင်ရှုစားကြော့ယူသိသိတင်ကြအောင်တင်လျှောက်ရပါလေအရှင်သားဟာဆိုပြီးလျှောက်ကြားတော်ဦးတင်မြန်နေကျုပ်လည်းခမေးတော်ဖရာရဲ့သာပနာကိစ္စပြီးရင်ငငယ်ရွယ်ရွယ်နဲ့ပကံထီးနှန်းကိုတိမ်မြန်ဆူဆံရမယ်အင်းချစ်ဥပယာသာဆိုတော့ကိုတော်မြတ်အာရနှစ်သက်တော်မူလာတဲ့အမတ်ကြီးဘိတ္တခံယူအံဆဲဆဲဖြစ်လို့တိုင်းပြည်သားရအေးချမ်းမဲ့အရေးပဲလို့နမိတ်ကောင်းကောင်းဖတ်မိပေတယ် ်ခမဲတော်ဘုရားဟာရှင်မြူရှင်မင်းတရားဘွဲ့ပန်းစင်မသွားရတာဟာကိုလိုမြတ်ရဲ့ဘုံတဘာအတွက်အခွင့်တရားစီမံလိုက်တဲ့ကံတရားပဲလို့သဘောထားရမှာပဲ။ဩဘရင်ဖြစ်တိုင်းလေရှင်မြူတော်ရှင်ဘွဲ့ခံကြရသည်မဟုတ်ပေဘူးလေ။ကိုလိုမြတ်ကိုယ်တိုင်ရှင်မြူတော်လေးကိုလက်ရဖမ်းဆီးနိုင်ဖို့ဒလကိုကြွရှိမယ်။နေကောင်းရမျက်သာရွေးကြပြီတော့လို့ ချုပ်နှစ်ထောင်အားရစွာပြောဆိုပြီးချုပ်ရဲ့လက်ဝတ်တော်များလည်းဆွတ်တော်ကိုမတ်ကြီးရာဇတကြံကိုမင်္ဂလာဆုအဖြစ်ရှင်းပြခဲ့သေးတာပဲချုပ်ကုန်မှတ်မိနေတယ်ဒလရောက်တော့အမတ်ကြီးနဲ့မူမတ်တေရဲ့ကြိုတင်ကြံစီစီးပွားရိုက်ထားတဲ့အတိုင်းချုပ်ကိုရရဆက်ဆက် ICS ဦးရောပါဟာဒေါက်တာကျွန်းပြီးရင်ရှင်းလင်းပြပြနေသည်များကိုစူးစူးဆိုက်ဆိုက်နားထောင်ရင်အင်းခမားပြောတာတွေဟာလက်မခံနိုင်စရာမရှိပါဘူးလေခမားရဲ့လိလသုံးသက်အကဲဖြတ်ချက်တွေဟာခမားရဲ့ပရော်ဖက်ဆာ PhD ဘွဲ့နဲ့ထိုက်တန်ပါပြီတဲ့ ကဲတက်ဆက်ထဲမှာပဲဟောဒီဆင်အိုကြီးကိုဘယ်ပုံပဲနည်းနဲ့တွေ့ခဲ့တာလဲဆိုတာလေသိကျင်သေးတယ်ထောက်တာဒီလိုပြကျွန်တော်ပြောသလိုဘရင်အုပ်စန္ဒာနဲ့အမတ်ကြီးရဲ့ဂူတင်းတိုင်းကိုတဲတဲမဲမဲလိုက်လံရှာဖွေနေတော့တွန်တင်းငှက်ဝဆန်းအယောက်မှာအေယာမတစ်ပင်ကြီးတစ်ပင်ပြိုလဲနေတာတွေ့တာနဲ့အနာကိုတွားကြည့်မိတယ်ခမားတို့မြန်မာလိုတွတ်တပတ်ပင်လို့ခေါ်တဲ့အပင်ကြီးပေါ့အပင်ကြီးကအမြစ်ကကျွတ်ပြီးလဲနေတာကျွတ်ထက်သွားတဲ့အမြစ်တည်းရဲ့နေရာမှာအေယာမကျိုင်းတွင်ကြီးဖြစ်နေတယ်လေ ကံကောင်းခြင်းတော့မမျှော်လင့်ပဲဒီဆင့်အိုကြီးကိုတွေ့ရတော့တာပဲတွေ့တွေ့ချင်းအဖုံးကိုစမြင်တာဗျာဘာရဲလို့မသိတာနဲ့မြကြီးကိုရက်ကြည့်ခဲ့ရတာပေါ့နောက်တော့မှဆင့်အိုကြီးဖြစ်နေတယ်ကျွန်တော်အဖုံးကိုခက်ခက်ခဲခဲဖွင့်ယူရတယ်အထဲမှာမင်းသားရဲ့စီစိန်အလောင်းလေးတွေ့ရောကျွန်တော်အနီးနားမှာရှိနေတဲ့သူတွေကိုသူတို့ကျင်တဲ့ဒီအထိနှုတ်ပိခပေးပြီးရန်ကုန်ကိုတယ်ဆောင်ခဲ့တာပဲအေးမလွဲမရှောင်သာတဲ့သူတွေကိုတော့တွန်တေးကလက်ဆောင်ပေးလိုက်တဲ့ဆင့်အိုကြီးလို့မူသားသုံးခဲ့ရတာပေါ့ဗျာကျွန်တော်ခမားကိုလည်းအဲ့ဒီအတိုင်းပဲပြောခဲ့တာပဲမဟုတ်လားမစ္စတာအော်ပါ ခမည်းမမှီသေးလားသမောစိတ်မာလီမမှီတာပေါ့ဒေါက်တာခမည်းဒီစိတ်အိုးကြီးကိုကောက်ရိုးချောက်တွေနဲ့အထက်ထက်ရစ်ပက်ဖုံးဖီးပြီးတစ်သားဝက်ချံနဲ့ထည့်ပြီးတော့တင်ပေါ်ကြီးပေါ်တင်ပေးတာလေကျွန်တော်အကုန်စင်တွေ့မြင်ခဲ့တာပဲဒါပေမဲ့ကျွန်တော်ကိုယ်တိုင်ရောအကောက်ကွန်ဘက်ကလူတွေပါတစ်ချက်ညံ့သွားတာကခမည်းတို့ပြည်တော်ပြန်အမေရိကန်ကျွမ်းကျင်သူတွေအားလုံးကိုကျွန်တော်တို့အစိုးရကတန်တမန်ဆိုင်ရာအခွင့်အရေးတွေပေးထားတော့ ဒေါက်တာကျွန်ပြည်တင်ကတဟဲဟဲရေမောလိုက်ပြီးကျွန်တော်မြန်မာပြည်မှာနှစ်နှစ်နေပါလောက်နေပြီးခမည်းတော်အစိုးရအတွက်ချေချောင်းသူတေသနာလုပ်ငန်းဆိုင်ရာစီမံကိန်းရေးဆွဲခဲ့တဲ့ကာလတစ်လျှောက်မှာကျွန်တော်အတွက်အကြီးမားဆုံးအမျက်ဆုံးရရှိခဲ့တာကတော့ဒီစင်အိုကြီးပဲဓာတ်တက်ခမည်းတော်ကိုကျွန်တော်မေးရအောင်မေးခမည်းဒီတင်းကိုဘယ်ကဘလို့ကြာတိခဲ့ပြီးအခုလိုကျွန်တော်စီရောက်လာခဲ့တာလေဖြည့်ခွင့်ရှိရင်ဒီမေခွန်းကိုဖြည့်စေခြင်းနဲ့မစ္စတာအော်ဘာစိတ်ဝင်စားစရာကောင်းလုံးလို့ဦးဩဘာက sorry ဒေါက်တာကျွန်တော်မဖြေနိုင်တာကိုဝမ်းနေပါတယ်ပြောခွင့်လည်းမရှိပါဘူး ဒါပေမဲ့ကျွန်တော်ခမားစီရောက်လာတဲ့ကိစ္စကိုတော့ပြောပြပါမယ်။ဒီလိုပါလို့အဆရှိပြီးဒီဆေးရိမ်စိန်ထားတဲ့မင်းသားရဲ့အလောင်းဟာကျွန်တော်တို့နိုင်ငံအတွက်အင်မတန်အရေးကြီးပါတယ်။လူသေးလောင်းကိုနှစ်ပေါင်းများစွာမပုတ်မတိုးရအောင်ဆေးရိမ်စိန်နဲ့အတတ်ပညာတက်မြောက်သူတွေရဲ့လို့ရှိအောင်အကြည့်လူမျိုးတွေနဲ့ရှိကတရုတ်လူမျိုးတွေပဲရှိကြတယ်ဆိုပြီးကဘာကတိထားတယ်မဟုတ်လား။ အခုလိုဒီလိုအတက်ပညာကိုကျွန်တော်တို့မြန်မာနိုင်ငံဗကန်ခေတ်မှာကလေးကရှေးမြန်မာလူမျိုးတွေတက်မြောက်နေကြပြီလို့ကျွန်တော်တို့ကဘာကိုထုတ်ဖော်ကြေညာခြင်းပါတယ်။ဒါကလည်းဒေါက်တာတိတဲ့အတိုင်းဒီရုပ်အလောင်းကိုတက်တီကံပစ္စည်းအဖြစ်နဲ့ပြသနိုင်မှသာအတိတ်ပဲရှိမှာဆိုတော့ကျွန်တော်အနေနဲ့ဒီမင်းသားအလောင်းကိုရောဆင့်ဦးကြီးကိုပါမြန်မာနိုင်ငံကိုပြန်လည်တည်ဆောင်သွားခြင်းနဲ့နိုင်ငံတော်အစိုးရကလည်းဒီတာဝန်နဲ့ကျွန်တော်ကိုစေလွှတ်လိုက်တာပါ။ဒေါက်တာကျွန်ပြည်ရင်ဟာဥရောပရဲ့စကားကိုလက်မခံနိုင်ရန်နဲ့မျက်မှောင်ကျုပ်ပြီးစဉ်းစားနေတယ်။ ်သူ့မူရာဟာကျုပ်ကိုမြန်မာနိုင်ငံပြန်ဖို့ဖို့လုံးဝမကြည့်ဘူးနိုင်တဲ့အတွင်ပြင်လက္ခဏာမျိုးလောလောဆယ်တော့ဘယ်နည်းနဲ့မှမဖြစ်နိုင်သေးဘူးမစ္စတာအော်ပါကျွန်တော်ရှေးခေတ်ပကံသားတွေရဲ့လူတည်လောင်းစည်းရေးစင်ကြီးအတက်ပညာကိုအသေးစိတ်မလေ့လာရသေးဘူးချေဟောင်းအီဂျေဟာရိုဘရင်တွေရဲ့အလောင်းစည်းရေးစင်ကြီးနဲ့အခုပကံသားတွေရဲ့စည်းရေးစင်ကြီးဘယ်လိုကွာခြားတယ်ဆိုတာကိုလေ့လာရအောင်မယ် ိုရှိနာကမှန်ကောင်းထဲမှာဖာလိုဘရင်တပားရဲ့ရုပ်ကလက်ရှိတယ်။ခမားကြည့်ခြင်းပြမယ်။ခမားသိတဲ့အတိုင်းဖာလိုဘရင်ရဲ့အလောင်းတွေစိတ်ရိမ်ထားတာခရစ်တော်မပေါ်မီကလေးကပဲ။အခုဒီမပုတ်မတိုးသေးဘူးမဟုတ်လား။အခုတိဟသူမင်းသားရဲ့အလောင်းဟာအတိအကျပြောရရင်696နှစ်ပဲရှိသေးတယ်။နောက်တဲ့နှစ်ပေါင်းဘလောက်ကြာအောင်ပုတ်မတိုးပဲရှိနေအောင်မဲဆိုတာမခန့်မှန်းနိုင်သေးဘူး။ရှေးဟောင်းအကြီးလူမျိုးတွေတုံးဆွဲခဲ့တဲ့ဆေးရိမ်စိတ်နည်းနဲ့နှိုင်းရှင်ကြည့်ရအောင်မယ်။ဒါပေမဲ့တခုတော့ရှိတယ်မစ္စတာအော်ပါ။ပြောပါဒေါက်တာ။ ောင်တစ်ချိန်ချင်းခမားတို့နိုင်ငံမှာအမျိုးသားပြတိုက်ကြီးတစ်ခုထိုက်တိုက်တန်တန်တိဆောက်ပြီးတဲ့အခါကျရင်မင်းသားအလောင်းနဲ့ဆင်အိုကြီးကိုပြန်ဖို့ကောင်းပြန်ဖို့ပေးနိုင်ပါလိမ့်မယ်။လောလောဆယ်ရန်ကုန်မြို့မှာဂျူဘလီဟော့အဆောက်အုံကြီးဟာအမျိုးသားပြတိုက်ကြီးမဟုတ်လားထောက်တာ။ ICS ဥရောပကစောရကတက်နေသေးတယ်။ No no အင်္ဂလိပ်တွေခမားတို့နိုင်ငံကိုတိမ့်ပတ်ပြီး250ပြည့်မြောက်တဲ့အထိမ့်မှအဖြစ်အမှတ်တရဆောက်ခဲ့တဲ့ရန်ကုန်ကဂျူဘလီဟော့ကိုကျွန်တော်တွားရောက်လေ့လာခဲ့ပူးသေးတာပဲ။အင်မတန်ချင်းမြောင်းတိမ်ခဲ့တဲ့အဆောက်အုံတစ်ခုပါ။ ခမရတို့အစိုးရအနေနဲ့အမျိုးသားပြတိုက်ကြီးတစ်ခုခန့်ခန့်ညာညာထဲထဲဝဝမဆောက်နိုင်သေးလို့သာဒီဂျူဘလီဟော့ကိုပြတိုက်အဖြစ်ယာယီအသုံးပြုနေရတာမဟုတ်လားကျွန်တော်ဆိုလိုတာက အမေရိကန်စမစ်ဆိုနီယန်ပြတိုက်လို့အင်္ဂလန်ကဗစ်တိုရီယာပြတိုက်လို့ပြင်သစ်ကလူပြတိုက်လို့ပြီးတော့အင်းလေကျွန်တော်တို့နိုင်ငံဟာလွတ်လပ်ရေးရပြီးစမဖွင့်ပြမတိုးတက်သေးဘူးဒီကြားတဲ့ပြည်တွင်းရောင်စုံတပုံနေနဲ့ရင်ဆိုင်နေရတဲ့ကာလဆိုတော့နိုင်ငံတော်မှာအဖက်ဖက်ကယိုရင်းနေတာခမရလေးအသိပါ ဒါကြောင့်လည်းခမည်းတော်လိုနိုင်ငံကြီးတွေရဲ့အထင်မြင်သေးမှုကိုခံနေရတော့တာပေါ့။လုံခြုံရေးဆိုတာလည်းအပြည့်အဝမပြည့်နိုင်သေးဘူး။ကြည့်လေအချစ်တောင်အာရှမှာခြေအောင်အဆောက်အုံအကျယ်ဝဆုံးဖြစ်တဲ့တစုတဝေးတဲ့လှိလာနိုင်တဲ့ပကံဒေတာကခြေအောင်ပရားပထိုးတွေကဗဟုလက်ရာတွေကြောက်စာချက်တွေရုပ်လုံးရုပ်ကြတွေစင့်ချက်တွေနိုင်ငံစည်းရေးပကြီးတွေဟာဒီမျိုးစုံနဲ့အခိုးခံရပြီးကဘာအနှံ့ကပြတိုက်တွေစီကိုရောက်နေတာပေါ့ခမည်းအင်မတန်စိတ်ဝင်စားပါလေဆိုတဲ့နရတိဟပတိမင်းရဲ့ကောက်မှုတော့မင်္ဂလာစီဒီက ဇာကြီးဆယ်ဘွဲ့တရုတ်ဖို့ကပီးမှတ်တမ်းတွေစတာတွေရေးထိုးထားတဲ့အုပ်စင်းချက်တွေတောင်ဂျာမန်လူမျိုးတစုရဲ့အခုခံရပြီးအခုဂျာမန်ကိုရောက်နေသေးတာပဲတိတိခိတရာမော်စာပြတိုက်ကပြုခိလက်ရအတော်များများလက်အခုခံရအခုလည်းပကံခိလူငယ်တူဦးရဲ့ရုပ်ကလက်တစ်ခုခမည်းရဲ့ကိုပိုင်ပြတိုက်ထဲရောက်နေတယ် ဦးဝဘာရဲ့နာကြီးတန်ဒီရှက်ပြုံးနေတဲ့စကလုံးများတန်တွေကဒေါက်တာကျွန်ပြည်ရင်းရဲ့နှလုံးသားဗဟိုကိုတိုက်ရိုက်ထိမှန်သွားတယ်ထင်ပါရဲ့မျက်နှာပြင်တစ်ခုလုံးနှီးမြန်းလာတဲ့အထိရှက်ဒေါသတွေလိမ့်ကျန်နေတဲ့ဒေါက်တာကျွန်ပြည်ရင်းဟာခမည်းရဲ့စကားကိုပြန်ရုပ်သိမ်းပေးပါမစ္စတာအော်ပါကျွန်တော်တို့နိုင်ငံသားတွေကိုတကိုးလိုဆွဆွဲနေမဲ့အစားခမရတို့ညံ့လို့ခံရတာပဲလို့ဝန်ခံလိုက်ဆန်ပါလို့မကြင်မချမ်းနဲ့ပြန်ပြောလိုက်တယ် ဝမ်းနေပါလေထောက်တာကျွန်တော်စကားကိုဘယ်တော့အခါမှပြန်လဲမယုတ်သိမ့်နိုင်ပါဘူးကျွန်တော်စကားစုတွေဟာမြန်မာနိုင်ငံနဲ့မြန်မာပြည်သူလူထုတရားလုံးကိုကိုးစားပြုပြီးပြောနေတာလို့ထောက်တာသိစေချင်တယ်မြန်မာပြည်မှာဆိုရုံထုံးစံတရက်ရှိတယ်။တခိုးဟာဘယ်တော့မှသူခိုးပါလေလို့ဝန်မခံဘူးတဲ့။ကျွန်တော်ပြောချင်တာဒါပါပဲဒေါက်တာ။ဒီဆေးရည်စိန်အလောင်းနဲ့ဆင်ယိုကြီးသူ့နေရာမှန်ဖြစ်တဲ့မြန်မာနိုင်ငံကိုပြန်ရောက်ဖို့အတွက်ကျွန်တော်တို့တန်တမန်ကြီးနဲ့ပဲကြိုးစားတော့မယ်။ကျေးဇူးတင်ပါတယ်။ကျွန်တော်ပြန်မယ်ဒေါက်တာ။ ပြောပြောဆိုဆိုနဲ့မြမဧဒေကြီးဟာကေတရာသာရှင်သိမင်းရဟန်နဲ့ကျုပ်ရှိရာမြေတိုက်ခန်းထဲကထွက်ခွာသွားတော့တယ်။ကျုပ်အမေရိကန်ပြည်ထောင်စုကိုရောက်ပြီးနောက်ပိုင်းမှာပထမဆုံးအချိန်မြမမျိုးသားတယောက်နဲ့တွေ့ဆုံခွင့်ရရှိခြင်းဖြစ်တယ်လို့အဲ့ဒီတွေ့ဆုံခြင်းကလည်းဒီကနေ့အထိမြမမျိုးသားတယောက်အနေနဲ့နောက်ဆုံးတွေ့ဆုံခြင်းပဲဖြစ်ပါတယ်။ဦးဝဘာကိုချန်ဝအထိလိုက်ပါပို့ဆောင်ပေးပြီးတဲ့နောက်ဒေါက်တာကျွန်းပြည်ရင်ဟာခေါင်းငိုက်ဆိုင်ချပြီးမြောက်ခန်းထဲပြန်ဆင်းလာတယ်။ကျုပ်နှဖေးမှလာရက်ကျုပ်ကိုစိတ်စိတ်ကြည့်ပြီး ICS ဦးဝပါလို့မြန်မာအရာရှိတယောက်ကိုမြောက်ခမ်းနဲ့ဖိတ်ခေါ်ပြီးခမည်းကိုပြသမိတာတုတ်တော့အမကြီးမှားပြီထင်တယ်မင်းသားတီဟာသူကြီးတဲ့ ICS ဦးဝပါဟာမြန်မာနိုင်ငံကိုပြန်ရောက်ပြီးမကြာမီမှာကျုပ်နဲ့တွေ့ဆုံခဲ့ရပုံတွေဒေါက်တာဂျွန်ဘီတင်နဲ့ပြောဆိုဆွေးနွေးခဲ့ပုံတွေကိုဆောင်းပါးတစ်စောင် ရေးပြီးဒုတိယသတင်းစာကိုပေးပို့လိုက်ကြောင်းကျုပ်သိရတယ်ဆောင်းပါးနာမည်ကစီစိန်မင်းသားတဲ့ အက်ဒီတာသတင်းစာဆရာကြီးဦးသိမ်းမောင်ကဒီဆောင်မကိုသတင်းစာထဲမှာမပေါ်ပြပဲသူ့ရဲ့ရေးလက်စာရာဇဝင်ဝိတုကြီးတအုပ်ဖြစ်တယ်ချုပ်ကိုလှုပ်ကြံတက်ဖြတ်ဖို့ဥဆောင်စီစဉ်ခဲ့သူရာဇတကြံအထုပတိစာအုပ်ရဲ့ဏီကုံးမှာတခန်းတနာရေးသားဖော်ပြခဲ့တယ်လို့ကျုပ်သိရတယ်ကျုပ်ကတော့ဒေါက်တာဂျွန်ပီရင်ရဲ့နောက်တစ်ချိန်ချင်းခမားတို့နိုင်ငံမှာအမျိုးသားပြတိုက်ကြီးတစ်ခုထိုက်ထိုက်နန်းနန်းတိဆောက်ပြီးတဲ့အခါကျရင်တော့မင်းသားအလောင်းနဲ့ဆင့်ဦးကြီးကိုပြန်ပို့ကောင်းပြန်ပို့ပေးနိုင်ပါလိမ့်မယ်လို့မရေမညာပြောခဲ့တဲ့စကားနောက်ပြီး ဒီဆေးရည်စိန်အလောင်းနဲ့စင်ယိုကြီးသူ့နေရာမှန်ဖြစ်တဲ့မြန်မာနိုင်ငံကိုပြန်ရောက်ဖို့အတွက်ကျွန်တော်တပ်တမန်ကြီးနဲ့ပဲကြိုးစားတော့မယ်လို့ချင်း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 ပြောခဲ့တဲ့ဦးဝဘာရဲ့စကား ဒီစကားတွေကိုယုံကြည်မျှော်လင့်နေတုံးပဲလေဒါပေမဲ့အချိန်ကာလရဲ့နင်းချေပူချိန်မှုအောက်မှာအမေရိကန်ရှေးဟောင်းသုတေသနပညာရှင်ပရိုဖက်ဆာဒေါက်တာဂျွန်ဘီဒင်ရော ICS ဦးဝဘာရောသတင်းစာဆရာကြီးဒုရိယဦးသိမ်းမောင်ရောလူ့ဘဝကြီးတွေကအပြီးပိုင်းထွက်ခွာသွားခဲ့ကြပြီလေရာဇဝင်ကြွေးလိုခေါ်ရမလားတမိုင်းကြွေးလိုပြောရမလားကျုပ်ကိုမြန်မာနိုင်ငံကိုပြန်လည်တည်ယူရေးကိစ္စဟာဆယ်စုနှစ်တည်းနဲ့ချီပြီးကြာချီလေးမြင့်နဲ့တွေ့ဟောင်းတစ်ခုဖြစ်နေတယ်ကျုပ်အမေရိကရောက်နေတဲ့အကြောင်းကိုနှောင်းလူတွေသိကောသိပါရဲ့လားမြန်မာနိုင်ငံမှာဂျူဘလီ ီဟောကိုပဲအမျိုးသားပြတိုက်အဖြစ်ဆက်လက်အသုံးပြုနေသေးပဲလားနိုင်ငံတော်အဆင့်နဲ့ညီညွတ်ထိုက်တန်းပြီးခန်းသားထဲဝါတဲ့အမျိုးသားပြတိုက်ကြီးတစ်ဆောင်ဆောက်လုပ်ပြီးပြီလားကျုပ်ရဲ့ပြည်တော်ပြန်ခရီးဟာမျောလင်းချက်ရောင်ကြီးတွေဖျော့တော့မြင့်မိနေတာတော့အမှန်ပါပဲဟာအပြင်ဘက်စီကအတန်ကြီးကြားရပြန်ပြီ Happy New Year Happy New Year ဖြစ်ကလေးနှစ်တနှစ်ကုံဆုံးချုပ်ငိမ့်ပဲမှာပကောလားမနေ့ပြန်ဆိုတထောင်ဆိုတဲ့နှစ်တနှစ်ဝေးဖွာလာအောင်တော့မယ်ဘာလို့လို့နဲ့ငါအမေရိကန်ပြည်ထောင်စုကိုရောက်နေတာ 46နှစ်တင်တင်ပြည့်ခဲ့ပြီပဲကျုံရင်ထဲမှာဝမ်းနဲ့ကြေကွဲခြင်းနဲ့နာကြီးခြင်းတွေစတူပြွန်တီးပေါင်းရှက်နေတဲ့ခံစားမှုတရက်အစ်စ်တဖန်ဝေးဖွာလာပြန်နေဒီနေ့ဖျက်ပြခဲ့တဲ့ဝိတုကိုအချိန်ပေးပြီးနာတော်တာအဆင်ပြေခဲ့ကြလို့အားလုံးကိုကျေးဇူးအထူးတင်ရှိအပ်ပါတယ်နာတော်တာစင်းညီကောင်မောင်တို့များအားလုံးကာယစိတ်ဓာတ်နှဖျားသောဒုက္ခများနှင့်ပြည့်စုံနိုင်ကြပါစေခင်ဗျာ